မင်္ဂလာပါကျွန်တော်နာမည်ဆွေးမန်ပါအခုကျွန်တော်ပြောပြမယ့်တင်ကတော့ဂျပန်ကကုမ္ပဏီအဆောင်တစ်ခုမှာပေါ့နော်အနိုင်ကျင့်နှိမ့်ဆက်ရာကနေဒါလူသေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့တင်ကိုကျွန်တော်တွေးမိတယ်အဲ့ဒီတင်ကိုတွေးမိတာကနေဒါဂျပန်ရောက်တဲ့ဒါဆေးဘယ်အင်ဂျင်နီယာတွေဟာခန်းပေါ့နော်ဒါဂျပန်နေဂျပန်ကိုရောက်နေတဲ့ညီမလူမျိုးတွေကတော့သိရနော်ဟာခန်းဆိုတာကတော့ဒါယာယီဝန်ထမ်းအဖြစ်တင်ကားကုမ္ပဏီစီမှာတွားရောက်လုပ်ကိုင်နေတဲ့သူတွေကိုပြောတာပါအဲအကြောင်းဂျပန်ရောက်နေတဲ့ဒါဆေးဘယ်အင်ဂျင်နီယာတွေပေါ့နော်ဟာခန်းဝန်ထမ်းအဖြစ်တွားရောက်လုပ်ကိုင်နေတဲ့သူတွေလည်းအခုကျွန်တော်ပြောပြမယ့်တင်ကိုမသိထားဘူးဆိုရင်တေချာနားထောင်တင်တယ်ပေါ့နော် ခင်းဖြစ်သွားတဲ့နေရာကဒါအိုက်ချီခံမှာပေါ့နော်အဲအိုက်ချီခံတိုးအဲကြီးချုံမှာဖြစ်သွားတာလို့တွေ့ရတယ်ဖြစ်စဉ်ကကုမ္ပဏီအဆောင်ထဲမှာလည်းလူသေဆုံးမှုဖြစ်ပေါ်ခဲ့တယ်ပေါ့နော်အဲ့နောက်မှာရေးတစ်ခွက်ကဒါအဆောင်အတူတူနေတဲ့52နှစ်အရွယ်ချမ်းအမျိုးသားကိုဖမ်းဆီးထားတယ်လို့လက်တော်သိရတယ်ပေါ့နော် ဲ့တော့သူတို့လုတ်ကင်နေတဲ့ကုမ္ပဏီကဒါစောက်လုတ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ကုမ္ပဏီစီကိုယာယီဝန်ထမ်းအဖြစ်တခြားကုမ္ပဏီကစေလို့မှုကြောင့်ဒါကာလတစ်ခုပေါ့နော်လာရောက်လုတ်ကင်နေတဲ့အဆောင်မှာလာနေထိုင်နေတဲ့90အရွယ်အမျိုးသားကိုအဲ့ဒီကုမ္ပဏီကဝန်ထမ်းကဘိုင်းနဲ့မျက်နှာကိုထိုးကြည့်ပြီးအနိုင်ကျင့်တာပေါ့ပြောရမယ်ဆိုရင်တော့ဗျာအင်ရှင်ဝန်ထမ်းကသူတို့ကုမ္ပဏီမှာကိုလာအငားလာလုပ်တဲ့ဝန်ထမ်းကိုဝန်ထမ်းချင်းအနိုင်ကျင့်တာပေါ့ဗျာဘဝတူဝန်ထမ်းချင်းကိုအနိုင်ကျင့်တာပေါ့နော်ဒါနော်စောက်လုတ်ရေးလောကဒါအင်ဂျင်နီယာကုမ္ပဏီမှာဖြစ်ပေါ်ခဲ့တာပေါ့နော်ခုနှစ်ရက်နေမှာ ဒီအနိုင်ကျင်းအနိုင်ကျင်းတာဖြစ်ပေါ်ခဲ့ရပေါ့နော်ရှေးရနေမှာတော့ဒါအဆောင်တူတူနေတဲ့တခြားအမျိုးသားကနေသူ့ရဲ့အိတ်ရထဲမှာလာပြီးတော့တည်ဆုံနေရပေါ့နော်ဒီအနိုင်ကျင်းကအမျိုးသားရဲ့ရုပ်အလောင်းကိုတွေ့ရှိရတာနေသူကရှေးထံတိုင်ကြားတယ်လို့သိရတယ်အဲ့တော့ရှေးကဒါရောက်ရှိလာပြီးတော့အဆောင်နေတဲ့သူတွေကတယောက်စီမင်းညက်စစ်စီလိုက်တဲ့ခါမှာနောက်ဆုံးအနိုင်ကျင်းနဲ့ဒါတော့နော်ဒီအင်ရှင်ဝန်ထမ်းလို့ပဲပြောအောင်နော်အဲ့ဒီကုမ္ပဏီဝန်ထမ်းကဒါဂျပန်ကတော့ဝန်ခံလိုက်ရတယ်ပေါ့နော်အဲ့တော့ရှေးတဲ့ဘက်ကလက်ရှိမှာတော့ဒီဂျပန်ကို ကိုကုမ္ပဏီကိုအငားလာရောက်လုပ်ကင်နေတဲ့ဒီဝန်ထမ်းကိုဘာလို့ပေါ့နော်လက်လွန်ကြက်သွန်အနိုင်ချင်းကျူးလွန်ရတာလဲဆိုတဲ့အကြောင်းကိုတေချာစစ်စစ်မြင်ရနေပါတယ်။တတိယလိုဒီလောက်ပါပေါ့နော်။အဲ့ဒါကြောင့်ဒါအခုဆိုရင်ဂျပန်ကိုရောက်ရှိနေတဲ့ကျွန်တော်မြန်မာလူမျိုးတွေလည်းနော် ID ဝန်ထမ်းနေတယ်ဟာခန်းနေတယ်တခြားကုမ္ပဏီတွေတွားရောက်လုပ်ကင်နေတဲ့သူတွေရှိတယ်အခုတခြားသောပေါ့နော်ဒီစားလို့ရေလုပ်ငန်းတွေမကောက်တခြားသောလုပ်ငန်းတွေရတယ်အငားဝန်ထမ်းဖြစ်နေတဲ့တွားရောက်လုပ်ကင်နေတဲ့သူတွေရှိပါတယ်။အဲ့ဒါကြောင့်မို့ဒီတတိယလေးကိုဒါနားထောင်ပြီးတော့အနေအထိုင်ဆင်ခြင်ဖို့လေဒါအတိပေးလိုက်တဲ့တတိယလေးဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ Facebook မှာဆိုရင်လည်းခနာဇာကာရီ ဂျပန်ဆိုတဲ့နာမည်နဲ့2018ခုနှစ်ဂျပန်သတင်းတွေရေးတယ်။ YouTube မှာတော့ Yukimi Channel ဆိုတဲ့နာမည်နဲ့ဂျပန်သတင်းဗီဒီယိုတင်ပေးနေပါတယ်။ကျေးဇူးတင်ပါတယ်နော်။